ွေချာကုထုံးတဲ့အမရဲ့ဘဝအမရဲ့ရွယ်ချက်တွေအမရဲ့ ability တွေ quality တွေကိုလုံးဝပြောင်းလဲထားတာ။ကဲကိုထူးခြားကောင်းမွန်တဲ့ပညာရက်ဆိုတာအမ100%ယုံတယ်။လူသားတိုင်းလူသားတိုင်းအတွက်ဒီပညာရက်ဟာတကယ်ကိုထိရောက်စွာသူတို့ဘဝတွေတိုးတက်လာဖို့ပြောင်းလဲသွားဖို့တစ်စစ်ချိုးဖြစ်သွားဖို့ဓာတ်ထက်ပိုပြီးအစ်စ်မြင့်သွားဖို့အတွက်ကိုလှုပ်ဆောင်ပေးနိုင်တယ်ဆိုတာယုံကြည်ပါတယ်။ဒီသင်တန်းကိုဖွင့်လှစ်တာကလူသားအဖြစ်တော့ကျမပါပဲဒါပေမဲ့တကယ်တမ်းဒီသင်တန်းရဲ့သင်ရိုးတွေကိုဆွဲတဲ့သူကတော့ Shangri-La လို့ခေါ်တဲ့ ဝိဇ္ဇာတွေရဲ့နေရာပေါ့နော်အဲ့ဒီအတွင်းစခန်းကနေပဲသူတို့ဘာသာသူတို့တင်နန်းမှာတင်ကြားရမယ်နီးစနစ်တွေတင်ညမ်းမှာပါဝင်တဲ့အချက်လက်တွေကိုသူတို့ဘာသာသူတို့ရေးဆွဲပါတယ်ရွေးချယ်တဲ့သူကတော့ရှန်ဂရီလာကဆရာသခင်နေနဲ့ခုနပြောခဲ့တဲ့ဘိုးတော်ရှိဖာနဲ့မေရိုကာလီတို့ကိုယ်တိုင်ရွေးချယ်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ရွေးချယ်သူကအမှမဟုတ်ပါဘူးတင်နန်းကြီးပြည်ုံနဲ့တက်လို့ရတဲ့တင်နန်းမျိုးမဟုတ်ပါဘူးဒီတင်နန်းကိုတက်ချင်တော့လည်းပဲတက်ခွင့်ရခြင်းမရခြင်းက อันนี้ก็ตอวมาเวก็พร้อมที่ไป ကြတော့မာတင်နန်းလေးရဲ့ closing ceremony ပေါ့နော်ဒီနေ့တင်နန်းပိတ်ပွဲမှာမာတင်နန်းလဲဆိုလို့ရှိရင် Lanny Hypnotherapy by Hypnosis ဆိုတဲ့တင်နန်းလေးပါခေါင်းစဉ်လေးကအဲ့ဒါပါ၃ရက်တာစိတ်ညိုအိမ်မွေချာကုထုံးကိုအိမ်မွေချာတဲ့နီးနဲ့သင်ပေးတဲ့တင်နန်းဒီနေ့ကတင်နန်းအောင်ပွဲနေ့ဖြစ်ပါတယ်၃ရက်တိတိပါညီမလေးစိတ်ညိုအိမ်မွေချာကုထုံးကိုဘလို့ပေးရမလဲဆိုတဲ့ဟာကိုမတော်ကတင်နန်းပေးတာပေါ့နော်အမကိုယ်တိုင်ကကျွမ်းကျင်ပညာရှင်ဖြစ်တဲ့အခါလူတွေကိုဘလို့နီးနဲ့စိတ်ညိုအိမ်မွေချာကုထုံးထိရောက်စွာပေးရမလဲ ဲဆိုတာကိုပေးပါတယ်အဲ့ဒီနေရာမှာသင်တန်းပေးနည်းကအခုလောလောဆယ်ပြပမှာရှိနေတာကဟိုပါပေါ့နော် theory တွေစာတွေပေးတယ်ပြီးရင်လက်တွေ့တွေသွားတယ်အမဒီမှာပေးတဲ့ပုံစံကစာမပါဘူးလက်တွေ့တွေရဲ့နောက်တစ်ခုသင်တန်းတက်ရောက်တဲ့သူတွေကိုအိတ်မွေချပြီးတော့အိတ်မွေချနီးဆိုတဲ့ဟာကိုအိတ်မွေချရင်းနဲ့သူတို့အထဲကို system သဘောမျိုးတစ်ခါတည်းထည့်သွင်းသွားတာဖြစ်ပါနေဒါကြောင့်တက်ရောက်တဲ့သူတွေဟာပေါ့ပေါ့ပါပါနဲ့အချင်းတို့အတွင်းမှာထိရောက်တဲ့နီးပညာတွေကိုတိုက်ရိုက်ရအောင်သွားတာဖြစ်ပါတယ် ဆရာမကဒီတင်နန်းကိုဖွင့်တော့မယ်လို့ပြောတဲ့အချိန်မှာစည်ရင်တော့ပေးထားပါတယ်ဒါပေမဲ့ကိုကိုကိုတကယ်တကယ်မှတင်နန်းတရားတရားခွင့်ရဖို့မတည်ကြပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီတင်နန်းကဆရာမတယောက်တည်းရဲ့ဆုံးဖြတ်ချက်မဟုတ်ဘဲနဲ့လူတွေနဲ့အလှမ်းဝေးတဲ့ရှမ်ဘဲလာကသူတော်စင်တွေဝိဇ္ဇာတွေကိုယ်တိုင်ကရွေးချယ်တာဖြစ်လို့ဟိုတရားခွင့်ဆိုတာကိုဟောက်ကိုပြောနိုင်ဘူးပေါ့နော်ဒါတွေက ကိုယ့်ရဲ့စိတ်အတွင်းစိတ်နှလုံးသားကိုပါသူတို့ကစစ်ထားဆိုတော့တင်တန်းကြီးပေးယုံနဲ့တက်လို့ရတဲ့တင်တန်းမျိုးမဟုတ်ပါဘူး။ဒါကြောင့်မလို့ဒီတင်တန်းကိုတက်ချင်တော့လည်းပဲတက်ခွင့်ရခြင်းမရခြင်းကအနီးကပ်တော့မှာပဲ confirm ဖြစ်ပါတယ်။ ကိုကိုတိုင်းနဲ့ဆ iam ရဲ့ client ဖြစ်ခဲ့တယ်ဖြစ်ခဲ့ပြီးတော့မှအာဆ iam join အခုဖွင့်တဲ့ကုဒါလီနီတို့ဒီ session တွေမှာလည်း join ဖြစ်တယ်ပေါ့နော်ဒီကတော့ဆ iam မှာမတူညီတဲ့အချက်ကတော့ခုနမနှောဆွမ်းရင်လည်းပတ်သက်ပြီးတော့ဆ iam ချိတ်ဆက်ပြီးတော့သွားတာဖြစ်တဲ့အတွက်ကြောင့်မို့သူရဲ့အာထူးခြားနေတဲ့အချက်တွေအများကြီးပါတယ်ပေါ့နော်ပါတဲ့ခါကျတော့ ရွေးချယ်တက်မြောက်တယ်ဆိုတာအမှန်တော့ကျမတို့ရွေးချယ်တက်မြောက်တာမဟုတ်ဘူးเนาะဒီတင်နာကိုတက်ချင်တိုင်းတက်လို့ရအောင်ဒီကတော့အဲတက်ဖို့အတွက်အခွင့်တာရယ်အဲသူတို့တက်မှတ်ထားတဲ့အချက်နဲ့ကျမတက်ရောက်လို့ရတဲ့အချက်နဲ့ကိုက်ညီသွားတယ်ပေါ့เนาะအဲအတွက်ကြောင့်မလို့တက်ရောက်ရတယ်လို့ပဲပြောပြရစီဟုတ်တင်နန်းကိုဘာကြောင့်အဲ့လိုပေးတာလဲဆိုတော့စိတ်ညိုအိမ်ဝေးကြကုထုံးရဲ့အဲအင်္ဂလိပ်လိုကကြတော့ hypnotherapy ပေါ့ ဒါဆိုလို့ရှိရင်ဘယ်နည်းနဲ့တင်တာလဲဆိုတော့အိမ်မွေချပြီးတင်တာဖြစ်တဲ့အတွက် hypnosis လို့တွဲတာဒါကြောင့် Lanny hypnotherapy by hypnosis လို့မှပြီးထားတာပါစိတ်ညှို့အိမ်မွေချကုထုံးတဲ့အမရဲ့ဘဝအမရဲ့ရည်ချက်တွေအမရဲ့ ability တွေ quality တွေကိုလုံးဝပြောင်းလဲထားတာအဲ့တော့ဒီပညာရက်ဟာလူသားတွေအတွက်တကယ်ကိုအကျိုးရှိပြီးထိရောက်တဲ့တကယ်ကိုထူးခြားကောင်းမွန်တဲ့ပညာရက်ဆိုတာအမ100%ယုံနေတယ် ။ဘာကြောင့်လဲဆိုတော့ကိုဘွားကိုကိုရဲ့ယူရဲ့ချက်တွေကိုလုံးဝပြောင်းလဲလိုက်တာမလို့။ထုံနီးတူစွာပဲလူသားတိုင်းလူသားတိုင်းအတွက်ဒီပညာရဲ့ဟာတကယ်ကိုထိရောက်စွာသူတို့ဘဝတွေ တိုးတက်လာဖို့ပြောင်းလဲသွားဖို့တစ်စစ်ချိုးဖြစ်သွားဖို့ဓာတ်ထက်ပိုပြီးအစ်စ်မြင့်သွားဖို့အတွက်ကိုလှုပ်ဆောင်ပေးနိုင်တယ်ဆိုတာယုံကြည်ပါတယ်တကယ့်ကိုကျွမ်းကျင်ပြီးတော့ထူးခြားထက်မြက်တဲ့စိတ်ညှို့အိမ်မွေချာကုထုံပညာရှင်တွေပေါ်ထွက်လာဖို့အတွက်ဒီသင်တန်းကိုတက်ရောက်တဲ့သူတိုင်းအားလုံး100%ပေါ့နော်တို့ရာသင့်ရာတိုက်သလောက်ရရှိသွားမယ်သင်တန်းဆင်းလိုက်တာနဲ့ပညာရက်ကိုကောင်းကောင်းအသုံးချပြီးတော့လူတွေကိုအကောင်းဆုံးကူညီနိုင်ဖို့ပေါ့နော်ဒီလိုမျိုး ဆုံးဖြတ်ချက်ချပြီးတော့တက်ရောက်သူတိုင်းအဲ့ဒါလိုအခြေအနေအထိထိရောက်နိုင်မှုအတွဲဆိုပြီးတော့ဒီတင်တန်းကိုဖွင့်လိုက်ရတဲ့ရွေးချက်ဖြစ်ပါတယ်ညီမလေးတင်နာမှာပို့ချတာအိတ်မွေးချတဲ့နီးစနစ်နဲ့ပို့ချတာဆိုတော့အားလုံးအတွက်ကတော့တော်တော်ဆန်းသစ်တဲ့နောက်ဆုံးပေါ်နီလန်းတစ်ခုဖြစ်နေမှာသိကြပါတယ်အန်တီတို့ကအိတ်မွေးချခံပြီးတော့မှတက်ဆိုင်ရာဆရာသခင်တွေက ကြွားရောက်လာပြီးတော့ program တွေကိုလိုအပ်တာကိုတစ်ခုချင်းထည့်ပြီးတော့တင်သွားတာပါအဲ့ဒီတင်နှန်းကိုခံယူနေတဲ့အချိန်မှာပေါ့ခန္ဓာကိုယ်ကခေါင်းဖျားနေပြီးတော့ရှေ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 ့ချင်းနဲ့ဝင်လာတယ်အထဲတဲကိုစိမ့်စိမ့်ပြီးတော့ဝင်သွားတာတူတူဝီးဝင်သွားတာလေအဲ့လိုခံစားချက်တွေကိုတော့သိရတယ်တချို့ဆရာသခင်တွေကိုတော့မျက်နှာတွေမြင်ရတယ်နောက်တင်မှာယက်နေတာ၄ရက်၅ရက်အဲ့လိုအုပ်စုတွေနဲ့ယက်နေတာတွေကိုတော့တွေ့ရတယ်တူချင်းကိုတော့တဲတဲကွဲကွဲ မြင်ရတဲ့အခါတွေလည်းရှိတယ်မမြင်ရတဲ့အခါတွေလည်းရှိတယ်အဲ့တော့ကိုယ်ခန္ဓာကိုယ်ရဲ့ကိုဒီလို program တွေထည့်နေတယ်ဆိုတာကိုခန်းစားချက်နဲ့တော့သိရတယ်သိရပေမဲ့ဘယ်လောက်အထိကိုရရတယ်လဲပေါ့နော်ကိုဘယ်လောက်အထိလက်ခံရရှိလိုက်တယ်လဲဆိုတာကိုတိုင်းတာလို့မရဘူးပေါ့နော်အဲ့လိုဖြစ်တာပေါ့ဒါပေမဲ့သူကဘလို့ပြန်စမ်းတက်တယ်လဲဆိုတော့ပြန်ပြီးတော့ practical hypnosis ကိုပြန်ပြီးတော့အိမ်မွေးချခိုင်းတယ်။တာမန်အိမ်မွေးချနေနဲ့လဲပြန်ချပြရတယ်။ ထူးခြားဖြစ်စဉ်တွေနဲ့လည်းပြန်ချရတယ်။အဲ့ဒီဟာကိုမှသူတို့ကပြန်ပြီးတော့အကဲဖြတ်ပေးတယ်။ဘယ်အဆင့်အထိသွားနိုင်လဲ။ဘသူ့ကိုဘလောက်အထိ great ဘလောက်အထိအောင်မြင်လဲ။အဲ့ဒါကိုဆရာသခင်တို့ကိုယ်တိုင်ပဲပြန်ပြီးတော့အကဲဖြတ်ပေးပါတယ်။အန်တီဆိုလို့ရှိရင်ကိုဝင်ဆောင်အမျိုးသမီးတယောက်ကို သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ခလေးငယ်လေးကဒေါသကြီးတယ်စိတ်တူတယ်အဲ့လိုမျိုးနည်းနည်းဟိုဆိုးကျင်တယ်ပေါ့နော်။ ဲ့ကလေးလေးကိုတင်မွေးနူးညံ့ပြီးတော့သဘောထားကောင်းတဲ့ကလေးလေးဖြစ်အောင်ထိစိတ်ညူအင်မွေရှာပညာနဲ့ပြုပြင်ပြောင်းလဲနှိုင်သွမ်းရှိတယ်ဆိုတော့ဒီပညာရဟာတကယ်တော့အန်တီတို့လည်းရခဲ့တယ်လို့ဆရာသခင်တွေလာသွင်းတဲ့အတိုင်းရခဲ့တယ်လို့အပြင်မှာလက်တွေလည်းကုကုထုံးတစ်ခုအနေနဲ့အောင်မြင်စွာစက်သက်လို့အောင်မြင်ပြီးသွားပြီပေါ့နော်ဒါလက်တွေကြကြလည်းတည်ထားပြီဆိုတော့ဒါတွေကအန်တီတို့ရထားတဲ့အရေးချင်းတွေပေါ့အရေးအသွေးတွေပေါ့ဒါပြောင်းလဲတိုးတက်လာတာတွေပေါ့ ီတင်တန်းကိုဖွင့်လှစ်တာကလူသားအဖြစ်တော့ကျမပါပဲဒါပေမဲ့တကယ်တမ်းဒီတင်တန်းရဲ့တင်ရိုးတွေကိုဆွဲတဲ့သူကတော့ရှန်ဂရီလာလို့ခေါ်တဲ့ဝိဇ္ဇာတွေရဲ့နေရာပေါ့နော်အဲ့ဒီအတွင်းစခန်းကနေပဲသူတို့ဘာသာသူတို့တင်တန်းမှာတင်ကြရမယ်နီးစနစ်တွေတင်ညမ်းမှာပါဝင်တဲ့အချက်လက်တွေကိုသူတို့ဘာသာသူတို့ရေးဆွဲပါတယ်သူတို့ရေးဆွဲတာကိုအမစီကို soft copy နဲ့အမရဲ့မနောစွာအားတဲ့ကိုထည့်လိုက်တယ်ထည့်ပြီးတော့မှဒီတင်တန်းဖြစ်ပါတယ်ဒါကြောင့်မလို့ဒီတင်တန်းအမရေးဆွဲတာလားဆိုရင်အမရေးဆွဲတာမဟုတ်ပါဘူးရှန်ဂရီလာနဲ့ ်အပါချိပါမေရောဂါလီတို့ရေးဆွဲတယ်လို့ပြောအမှာဖြစ်ပါတယ်ဒီမှာရေးတဲ့တင်ယိုးကိုတဲကနန်လောကကရေးတာဝိဇ္ဇာတွေရေးတာအော်သူတို့ကိုကမန့်ပေးမဲ့သူသူတို့ကိုနှောက်ထက်ဓာတ်ထက်ပို့ပြီးအစ်မနစ်အောင်စီမံဆောင်ရွက်ပြီးအသေးစိတ်ကြီးကြပ်မဲ့သူဟာလည်းနန်လောကကပဲဖြစ်ပါတယ်ဒါကြောင့်နန်လောကကဆရာသခင်နေနဲ့တခါတည်းချိတ်ဆက်ပြီးသားဖြစ်သွားမှာဖြစ်ပါတယ်ဒီမှာလေအကျွန်မအခုလောလောဆယ်လေအာ ဒီဆွေးနွေးပြီးနေရာရှိရပေါ့နော်ခုတ်ချင်းပိုင်းနေရောအလူငယ်တွေနဲ့ပတ်သက်တာတွေလည်းကျွန်မဆွေးနွေးပြီးရပေါ့နော်လက်ခံရှိနေတဲ့ပညာရပ်အနေနဲ့ကျွန်မပူပေါင်းပြီးတော့တို့မှလိုအပ်တယ်ဆိုရင်တော့ကျွန်မဒီကုထုံးမှာတခါတည်းတွဲပြီးတော့လုတ်ပေးမယ်ပေါ့နော်သူတို့ဘဝတိုးတက်ရေးပဲဖြစ်ဖြစ်အာဒါနဲ့ပတ်သက်ပြီးတော့သူတို့ trauma တွေပဲဖြစ်ဖြစ်ပေါ့နော်ကိုလက်ရှိရှိနေတဲ့ client တွေပဲဖြစ်ဖြစ်တို့မဟုတ်ကျွန်မနဲ့ဆက်ဆက်ပြီးတော့ကျွန်မကူညီဖို့လိုအပ်တဲ့လူငယ်တွေပေါ့နော်အဓိကအဲ့လူငယ်တွေမှာလည်းသူတို့စိတ်တော်ကြရင်လည်းရှိမယ်အခုဆိုရင်ဒါကျွန်မတို့ အမျိုးမျိုးပေါ့နော်အဲကြုံတွေ့နေရတဲ့လူတိုင်းတွေကိုကျမနိုင်ရောက်လာပြီဆိုရင်တော့ကျမတော့တောက်ချောင်းကုညီဖို့အဆင်သင့်မယ်ပေါ့နော်ကျမရှိနေတဲ့ရခင်ပညာရက်တွေရောအခုလက်ရှိပေါင်းဆက်ပြီးတော့ဒီ hypnotherapy နဲ့ပေါ့နော်ပေါင်းဆက်ပြီးတော့လူတွေရဲ့ဘဝကိုအာဒီ well being ပေါ့နော်သူတို့စိတ်တွေအာကျမဖို့ရဲ့တကယ်ကိုအာကိုလိုချင်တဲ့ reset ပေါ့နော်အဓိကတော့ကိုဘဝကဘယ်လိုရှောက်လန်းခြင်းနဲ့ပုံမှန်မူတည်ပြီးတော့အခုညီအထောက်ပံ့အားတော့ကျမတို့ပေးသွားမှာပါပေါ့နော် အခြေခံကြားဆုံးအရေးချင်းကတော့စိတ်ညိုအိမ်မွေချာနေနဲ့ကုန်းသားလေးနေချိတ်ဆက်ပြီးသားဖြစ်ရပါမယ်။အဲ့တော့အများစုကတော့အမစီကနေစိတ်ညိုအိမ်မွေချာကုထုံးနဲ့ကုန်းသားလေးနေချိတ်ဆက်ပြီးတော့တမတာစွာအမြင့်ကိုရောက်နေကြတဲ့သူတွေပဲပေါ့နော်။အဲ့ခါကျတော့ဒီထဲကနေပြီးတော့မှလောကလူသားတွေကိုတကယ်ကိုအကျိုးပြုနိုင်တဲ့ထိရောက်တဲ့အတိတ်ပါရမီလည်းရှိနေရမယ်။နောက်တစ်ခုကစိတ်စေတနာအားဖြင့်လည်းငါအတွက် ငါအောင်မြင်မှုအတွက်ငါ brand တည်ဆောက်ဖို့ငါရှိကိုငွေတွေရလာဖို့ဆိုတော့ငါဆိုတဲ့အတ္တဝတိကထားတာမဟုတ်ဘဲနဲ့ကိုနဲ့ကြုံတွေ့ရတဲ့ကိုနဲ့ရေဆက်ရှိတဲ့လူသားတွေအတွက်အကျိုးရှိပါစေထိရောက်ပါစေအဆင်ပြေပါစေအောင်မြင်ပါစေအဆင့်မြင့်ပါစေဆိုတဲ့စေတနာစိတ်ဓာတ်ရှိတဲ့အခြေခံကိုကြည့်ပြီးရွေးချယ်ပါတယ်ရွေးချယ်တဲ့သူကတော့ရှန်ဂရီလာကဆရာသခင်နေနဲ့ကိုနပြောခဲ့တဲ့ဘိုးတော်ရှိပါနဲ့မေရဂါလီတို့ကိုယ်တိုင်ရွေးချယ်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ရွေးချယ်သူကအမှမဟုတ်ပါဘူး သင်တန်းတယောက်ချင်းတဲ့သူဟာနှစ်ပိုင်းရှိတယ်လို့ပြောထားပါတယ်ပထမတစ်ခုကသူဟာစိတ်ညိုအိမ်မွေချာနေနဲ့ကုန်းတာလေးနေချိတ်ရမယ်အော်ချိတ်ဖို့အတွက်ဆိုရင်ဓမ္မရှီကိုဆက်သွင်းရမယ်ဖုန်းနံပါတ်ကလေးပြောပါမယ်ဖုန်းနံပါတ်က0969554564ဖြစ်ပါတယ်နောက်တစ်ချိန်ပြန်ပြောမယ်နော်396 955 656 24ပါ Viber ကနေပြီးစာလေးပို့ဖို့ပါပဲအဲကျမကုန်းတာလေးနေစိတ်ညိုအိမ်မွေချာအခုထုံးလေးယူခြင်းပါတယ်ဆိုရင် အဲသူလာပြီးချိန်တဲ့အပေါ်မှာကုန်တာလီနေချိန်လို့ရနိုင်မရနိုင်ပါရမီစစ်ပါမယ်ပါရမီရှိပြီးသူကိုမှအိမ်မွေချာကုထုံးနဲ့ကုန်တာလီနေရသက်ပန်ချိန်မှာဖြစ်ပါတယ်အဲ့ဒီချိန်တဲ့အချိန်မှာပဲသက်ဆိုင်ရာဆရာတခင်တွေကသူ့ရဲ့စိတ်ထားအနေထားတွေကိုကြည့်ပါရမီကိုကြည့်ပြီးတော့တက်တဲ့မတက်တဲ့တက်လို့ရမရဆုံးဖြတ်ပေးပါတယ်အမရဲ့အတွေ့အကြုံရဆိုလို့ရှိရင်တော့ရှေ့ပိုင်းမှာကုန်တာလီနေချိန်ဆက်ပြီးသူကအယောက်30ကျော်သွားပါပြီဒီလူတယောက်ဟာ ဒီစိတ်ညိုအိမ်မွေကြကူတုံးတက်ရမတက်ရကိုသူတို့တခါတည်းအဖြေထုတ်ပေးပါတယ်အမကနေသိတာမဟုတ်ဘဲနဲ့သူတို့ကိုယ်တိုင်အိမ်မွေထားတဲ့ session အတွင်းမှာသိပါတယ် batch number ဘလောက်မှတက်ရမယ်ဆိုတာမျိုးပေါ့နော်အဲ့ဒါမျိုးအလိုလိုရွေးချယ်ပေးပါတယ်တင်တန်းကြီးကကြတော့လေအမကဒီတင်တန်းကြီးတွေကိုအမရဲ့ကုထုံးတက်မိုးတွေကိုကိုယ်တိုင်ဘရောမှဆုံးဖြတ်ချက်ချလိချတာမရှိပါဘူးသူတို့ကိုယ်တိုင်ကအမကိုတတ်မှတ်ပေးပါတယ်ဒီဟာ super ရောဘယောကအတွက်ဆိုဘလို့တတ်မှတ်လိုက်တာမန်ဆိုလို့ရှိရင်ဘလို့တက် session ကိုစသဖြင့်သူတို့အမြဲတမ်းအမကိုချိတ်ဆက်ပေးပါတယ်ဒီလိုပါပဲ ဒီအပတ်စဉ်တည့်ရက်သတ်မှတ်တဲ့သင်တန်းကြီးကငွေစုစုပေါင်း9သိန်းဖြစ်ပါတယ်။အဲ့ဒီ9သိန်းမှာဟိုတယ်ကလုံးဝပေးစရာမလိုဘူး။ lunch နဲ့ tea break အတွက်လုံးဝပေးစရာမလိုဘူးနောက်ဆုံးနေ့မှာ dinner ပါတဲ့ခင်အခန့်ကျူးမူပေးရတာဖြစ်ပါတယ်ဒါဟာ batch 1နဲ့ဖြစ်ပါတယ် batch 2 batch 3တော့အသေးစားပြောထားတာမရှိဘူးဒီထဲကမှသူတို့အနေနဲ့သူတို့ special အနေနဲ့ရွေးချယ်ပြီးတော့ဘလောက်နဲ့တက်ခွင့်ပေးမယ်ဘာရောဘလို့ဆိုရဲတတ်မှတ်ချက်ကသူတို့ကိုယ်တိုင်ရွေးတာပါအမကအမစီကိုဒီငွေတွေရဖို့အတွက်ဒီသင်တန်းကိုဖွင့်တာမဟုတ်ပါဘူးဒီပညာရသိတ်ကောင်းလွန်းလို့လူတွေစီကိုပြန်ပွားနိုင်ဖို့အတွက်အမကိုယ်စွမ်းညံစွမ်းရှိသလောက်တေချာဆောင်ရွက်နေတာဖြစ်တဲ့အတွက်သင်တန်းကြီးရအဓိကမဟုတ်ပါဘူးပါ ရမီနဲ့စေတနာစိတ်ဓာပါပြီဆိုလို့ရှိရင်ရပါပြီလို့တိကွင့်ပေးလိုက်ပါတယ်ဒီမှာလေဟုတ်ကဲ့ပါအပတ်စဉ်တစ်ကိုကြတော့လေသူတို့ကလက်ရွေးစင်နေအနေနဲ့သူတို့စီကလှုပ်လိုက်တဲ့လူလောကကိုရောက်တဲ့ပါရမီကြီးသူကိုရွေးချယ်ပါတယ်အဲ့ဒီတွေ့လိုင်းပေါ်မှာမတင်ညာပါဘူးအမစီကနေတဆင့်ဒီလူဒီလူတွေစီကိုအတိပေးပေးပါဆိုမှလမ်းပြီးအတိပေးပေးတယ်ဒီထဲမှာမှရွေးချယ်ခြင်းခံပြီးတကယ်လဲအကြောင်းဆုံးတဲ့သူတွေကတက်ရောက်ဖြစ်ကြတယ်ဒါပေမဲ့ အမတ်တိတလောက်သူတို့အတိပေးထားတဲ့လောက်ကတော့ဘတ်စင်နှစ်ကနေစပြီးတော့ဂျိုဒီမီကြီးညာတာမျိုးလေးတွေတော့လုတ်ဖြစ်ပါမယ်လုတ်ပေးပါမယ်ဟုတ်ကဲ့ပါ